ပါစကားကာလပတ္တမသတင်းပတ်ရဲ့အင်္ဂါနေ့ရှင်ရောအေဝံဂေလိကျမ်းအခန်းကြီး16အခန်းငယ်1မှ17ထိုသို့မိမ့်မွက်တော်မူပြီးနောက်ယေရှုသည် ကောင်းငင်သို့မျှော်ကြည့်လျက်မွေဆိုသည်ကားအိုအဖာဤချိန်နာဤကြောက်ပါပြီးတားတော်သည် ကိုတော်ဤဘုန်းကုံတော်ကို ထင်ရှားစေနိုင်ရန်အလို့ငါတားတော်ဤဘုန်းကုံတော်ကို ထင်ရှားစေတော်မူပါ အကြောင်းမူကားကိုတော်သည်တားတော်ဤလက်သို့အနန္တသောသူအပေါင်းတို့အားထာဝရအသက်ကို ပေးစေခြင်းကလူသားအလုံးအပေါ်၌အုပ်ဆိုးရသောတကုအာနာကိုတားတော်အားပေးတော်မူ၏ထာဝရအသက်ဟုမူကားစစ်မှန်သောဖျားတစုသည်ဖြစ်သည့်ကိုတော်ကို၎င်းကိုတော်စစ်လွတ်တော်မူသောယေရှုခရစ်တော်ကို၎င်းသူတို့တိမှဝန်ခံကြခြင်းပင်ဖြစ်၏ ျွန်ုပ်တို့အားကိုရောပိယတော်မူသောအမှုတော်တို့ကိုပြည့်စည်အောင်ဆောင်ရွက်ခဲ့ခြင်းဖြင့်အကျွန်ုပ်သည်ဤကဘာမြေကြီးပေါ်၌ကိုရော၏ဘုန်းကုံတော်ကိုထင်ရှားစေပါပြီ။ဟိုအဖဤကဘာမြေမရှိမတီမီကပင် ကိုတော်နှင့်အတူ အကျွန်ုပ်ခံစားခဲ့ရသည့်ဘုန်းကုံတော်ကို အကျွန်ုပ်အားကိုတော်ဤရှေ့တော်တွင်ယခုပေးတော်မူပါ။ဤလောကထဲမှ ကိုတော်ရွေးချယ်၍ အကျွန်ုပ်ထံပေးအပ်တော်မူသော သူတို့အားအကျွန်ုပ်သည် ကိုရောဤနာမတော်ကိုဖော်ပြခဲ့ပါပြီသူတို့ကို ကိုရောပိုင်ဆိုင်တော်မူပြီးကိုရောသည် သူတို့ကို အကျွန်ုပ်တို့အားပေးတော်မူ၏သူတို့သည်လည်းကိုရောဤနှုတ်တော်ထွက်တရားတော်ကို လိုက်နာစောင့်ထိန်ကြပါပြီအကျွန်ုပ်အားပေးတော်မူသောအရာဟုသမျှသည် ကိုရောထာမဖြစ်ကြောင်းကိုယခုသူတို့သိရှိကြပါပြီ။ အကြောင်းမူကားအကျွန်ုပ်အားကိုတော်ပေးတော်မူသောနှုတ်တော်ထွက်တရားတော်များကိုအကျွန်ုပ်သည် သူတို့အားပေးပါ၏သူတို့သည်လည်းနှုတ်တော်ထွက်တရားတော်ကိုခံယူကြ၍အကျွန်ုပ်သည် ကိုတော်၏အထံတော်မှလာကြောင်းကို သူတို့အမှန်ပင်သိကြပါ၏ကိုတော်သည်အကျွန်ုပ်အားဆေလွတ်တော်မူကြောင်းကိုလည်းသူတို့ယုံကြည်ကြပါ၏အကျွန်ုပ်သည် သူတို့အတွက်ဆုတောင်းပါ၏ ဤလောကအတွက်ကျွန်ုပ်ဆုမတောင်းပါသို့တော်လည်းကျွန်ုပ်အားကိုတော်ပေးအပ်တော်မူသောသူတို့သည်ကိုတော်ပိုင်ဆိုင်သောသူများဖြစ်သောကြောင့်သူတို့အတွက်ကျွန်ုပ်ဆုတောင်းပါ၏အကျွန်ုပ်၌ရှိသည်များအလုံးကို ကိုတော်ပိုင်ပါ၏ကိုတော်၌ရှိသည်များကိုလည်းအကျွန်ုပ်ပိုင်ပါ၏ထိုသူများအားဖြင့်အကျွန်ုပ်၏ဖုံးထင်ရှားပါ၏အကျွန်ုပ်သည်ကိုတော်ထံသို့လာမည်ဖြစ်၍ဤလောကတွင် ရှိတော်မူမဟုတ်ပါ သို့တော်သူတို့မူကားဤလောကတွင်ရှိနေကြပါမည်ဟုမွဲ့ဆိုလေ၏ယေရှုခရစ်တော်သခင်မွန်မြတ်သောဧဝံဂေလိတရားတော်ပေဒီဖျားသခင်အကြံစီတော်ဖျားသခင်အကြံစီတော်ဆိုတာလူသားကိုဘုန်းကုန်းတော်တို့ပြင်မြောက်ဖို့ပဲဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့စိန် ကျောင်းရဲ့ခန်းကြီး၁၈ကိုစတင်ပြီးဖတ်ရှုကြရပြီပဲဖြစ်ပါတယ်။ဒီခန်းကြီး၁၈ကိုအထူးအသပေးပြီးဆုတောင်းမေတ္တာတပုတ်အဖြစ်သခင်စုရဲ့ရှင်ဘရောဟိအဖြစ်ယဟန်အဖြစ်ဆုတောင်းတဲ့ဆုတောင်းမေတ္တာတပုတ်အဖြစ်နားလည်ထားချက်ထားခဲ့ကြပါတယ်ခေဆက်ဆက်။ဒီနေ့သူ့ကိုဘုန်းကုန်းတော်နဲ့ပြမြောက်ပေးပါဆိုပြီးခမီးတော်ကိုစတင်ပြီးတောင်းလျှောက်လာတာကို တွေ့ရပါတယ်။သူမှားကြားစရာရှိတာတွေမှားကြားခဲ့ပြီး သူပြတ်တစရာရှိရတာတွေပြတ်တာခဲ့ပြီးပါစကားရဲ့နှစ်နှစ်အချိန်အဖြစ်ပြက်တွေတဲကိုသူကဝင်ရောက်တော့မှလည်းပဲဖြစ်ပါတယ်။ဒါကြောင့်သူပြီးခဲ့တဲ့ပြောပြီးခဲ့တဲ့အရာများကိုအချုပ်တယ်ပြန်လဲပြီးနောက်ဖြစ်လာတော့မဲ့အဖြစ်ပြက်တွေကိုလည်းပဲကြိုတင်ပြီးကောင်းမှမေတ္တာတပုတ်အဖြစ်နဲ့တည်ကုန်ပြီးခမည်းတော်ဖရာတန်ဆက်တထားခြင်းဖြစ်ပါတယ်။ဒီခန်းကြီးဆက်ခွနစ်ကိုမြတ်သောအယူရအဝါဒမှလည်းပဲအသေးစိတ် ဖော်ပြကသုတောင်းမြစ်တာတပုတ်အဖြစ်နဲ့ရှင်းပြထားတာကိုတွေ့ရပါတယ်။ဒီခန်းကြီး16ရက်အချုပ်ကအဖြစ်နားလဲရမှာတော့လူအတွက်ပဲဖြစ်တယ်။လူကိုဘုန်းကုန်းတော်ကိုတင်မြှောက်ဖို့ပဲဖြစ်တယ်။နိုင်ငံတော်ကိုပြည့်ရဖို့ပဲဖြစ်တယ်။သူ့အတွက်ဘုန်းကုန်းတော်တင်မြှောက်ခိုင်းတာဟုတ်တယ်။နောက်ဆုံးရည်ရွယ်ချက်ကလူတွေအတွက်ပဲဖြစ်နေတယ်ဆိုတာကိုပြန်လည်သိမှတ်ပြီးသူ့ရဲ့သုတောင်းမြစ်တာထဲမှာပါဝင်ဖို့စူးစမ်းကြပါစို့။ စိန်ဂျွန်ဂော့စပယ်ဟာကောင်းကင်ဘုံမြစ်တာမပါပါဘူးတခြားသောဧဝံဂေလိကျမ်းတွေလိုဒါပေမဲ့ဒီခန်းကြီး၁၆ခုမှာ ကောင်းကင်ဘုံမြစ်တာမှာပါတဲ့အနှစ်သာရတွေအကုန်လုံးပါဝင်နေပါတယ် ဆိုပြီးမြတ်သောအယူဝါဒမှာအသေးချာရှင်းရှင်းလင်းလင်းဖော်ပြထားတာကိုတွေ့ရပါတယ်ဒါကြောင့်ဒီဆုတောင်းခြင်းဟာကျွန်တော်တို့ရဲ့ဆုတောင်းခြင်းဖြစ်တယ်ဒီဆုတောင်းခြင်းကအများအားဖြင့်ပြန့်နှံ့နေမယ်အချိန်မရေဖြစ်ပါနေမယ်ဆုတောင်းခြင်းဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ယုံကြည်ကြပါတယ်ဒီဆုတောင်းခြင်းဟာ ကျွန်တော်တို့ကိုတန့်စင်စေတယ်ဖရာရဲ့နဲ့ပဲဖရာရဲ့လက်ခံပေါ်ရာဖြစ်ဖို့အတွက်အမြဲတမ်းစင်ကြပေးပြီးလူသစ်ဖြစ်စေတဲ့ဆုတောင်းခြင်းပူဇော်သက်ကာယဖြစ်စေတဲ့ဆုတောင်းခြင်းဖရာနဲ့လူပေါင်းဆက်စေတဲ့ဆုတောင်းခြင်းဒါပဲဖြစ်ပါတော့တယ်ပထမကျမ်းမှာစိန်ဘောပြောတာဒါပဲဖြစ်တယ်ဖရာရဲ့အကြံစီအားလုံးကိုမင်းတို့ရှင်မှချပြလိုက်ပြီဖရာရဲ့အကြံစီအားလုံးဟာအချုပ်ပြောရမယ်ဆိုရင်လူအတွက်ပဲဖြစ်ပါတော့တယ် ယေရှုရှင်လုံးတော်တပည့်တော်တို့တနာတော်မူပါ